အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမခင်ဆွေဦးရေးသားထားတဲ့နှင်းစီခိုင်ဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးသွားပါမယ်ရှင်နှင်းစီခိုင်တမင်းအငယ်ဆုံးအေးအေးမှကနှင်းစီခိုင်နာမည်နဲ့အလှပြင်ဆိုင်ဖွင့်တော့ဖွင့်ခါစားနီးစက်ရလက်တက်ဆန်းချင်တာလည်းမှန်သည်သူအလှပြင်တော့လက်များကိုလည်းစိတ်ချတေချာနေရာ ဖွင့်ခါစားအချိန်မှပင်လူစီကားတော်အလှပြုပြင်ရေးဌာနဖြစ်လာတော့ကိုနှစ်အနီဆုံးအထစ်ဆုံးအတွေ့အတာဆုံးမမေကိုစပင်ကောက်ပေးချင်တာကလည်းပြဿနာစားလေသည်ငါ့ကိုဇွမ်းမလို့ကြနဲ့နော်မမေကကရုံးကိုတုံးပြမှာမမေကစကြတဲ့ကရာစတန်ပေးလေသည်ကော်ဖီလဲစစ်ချလဲချတောက်ပါမမေရဲ့အိတ်ဆေးထည့်မထားပါဘူးမမေကိုအိတ်ခိုင်းပြီးစပင်ကောက်ပေးမယ်ဆိုတာစတာပါ ။သမီးကြီးဝင်းဝင်းကရီမောကပြောသည်။နှုတ်အေးတိတ်ဆိတ်လှသောသမီးအလက်တင်တင်ကပင်။စပင်တွေကတိတ်ပါတာပဲ။နည်းနည်းကောက်လိုက်တာမဟုတ်ဘူး။ဟုစီယုံကြည်သည်။မလောက်ပါနဲ့အေး။အသက်ပဲ90ကျော်နေပြီ။အော်မေမေကလည်းမိမပဲဟာ။အသက်ပဲလောက်ဖြစ်ဖြစ်ပေါ့။သူ့ဘာသူလှအောင် ပြင်ထားရင်လှတာပဲရုပ်ရှင်မင်းသမီးဒေါ်ဂျီဂျီသေးမြင့်မြင့်ခင်တို့ ခင်ယူမေတို့ဘယ်လောက်လှတလဲငကိုရှင်ရင်ဆွဲအသက်ထက်၁၄နှစ်အတာနှုတ်လို့ရတယ်သူတို့ကမင်းသမီးပဲ gain ဒါဖြစ်မာဂရက်တက်ချာရော နိုင်ငံကောင်းဆောင်ပဲဟာနှကန်းနေရဆိုပလဲပတိဆွဲလို့တိတ်ချစ်စရာကောင်းတာမစ်အကွင်နိုလဲစပင်းပုံတွင်းထားတာကောနှုတ်ကန်းနေဆိုတာရောလှနေတာပဲအကွင်နိုဆိုရင်မမေနဲ့ရွယ်တူပဲ သူတို့ကနိုင်ငံသားကပဲ။အိုးနိုင်ငံသားရောမြန်မာရောအတူတူပေါ့။မိမတို့ဥစ္စာတီအစင်းလို့လောကနေတီကဆိုတယ်မဟုတ်လား။ကျောင်းဆရာမလေးဝင်ဝင်က လောကနေတီစကားနဲ့ဆွဲပြောပြောနေပြန်လေသည်။တလောတုံးကမမေ့ကောင်းတွင် အနာတွေပေါက်ပြီးကလေးကစပင်တွင်အုံလိုက်ကျွတ်ထွက်ကစပင်ပြန်မပေါက်တော့သောထိတ်မှအတော်ပင်ပါကျဲ၍နေလေသည်။ မမဲစပင်ကိုကြည့်ရင်သမီးတွေကစိတ်မသက်မသာဖြစ်နေတာအမှန်ပင်ပြီးတော့မမဲထက်စာလဲဖဖေကအများစွာနုပြိုနေသည်ကိုလည်းမကျေနပ်နိုင်မိမပဲကိုကိုကိုနီးမျိုးစုံနဲ့အလှပြုပြင်လို့ရတာဖဖေထက်သုံးနှစ်ငယ်သောမမဲကိုစိတ်ရောလူရောမကြစေခြင်းယောက်ျားတွေကအသက်ဘယ်လောက်ကြီးကြီးလှေကားသုံးထစ်စင်းရင်လူပြိုဖြစ်တာတော်နေအန်ကယ်ကြီးအန်ကယ်ကြီးနဲ့တမူးရဲ့အီး အဲ့လေသမီးရဲ့ဦးဖြစ်နေရင်မေမေဘယ်နဲ့လုံးမလဲမေမေတိတ်ကောင်းမှမနေနဲ့နော်အိုးအေးမတက်နိုင်ပါဘူးညီတော်ဖေဖေငါ့ကိုကြိုက်ခဲ့တုန်းကရုပ်ကိုကြိုက်ခဲ့တာမဟုတ်ပါဘူးအင်းနော်မေမေအရက်ကပုပ်ပူလေးရဲ့ကြောင်ပြစ်တဲ့ဒုက္ခပဲရှိတယ်အေးမကဆိုတော့တင်တင်ကရီကဟာဟာဟာခွေးပြစ်တဲ့ဒုက္ခမဟုတ်ဘူးကြောင်ပြစ်တဲ့ဒုက္ခတဲ့ အဲ့ဒီပုပုတသေးလေးကိုအလှပြလိုက်ရင်တိတ်ကိုချစ်ဖို့ကောင်းလာမှာဘယ်လိုပင်သမီးတွေကဆွဲတော့လဲမိဖို့ချောင်တဲ့အလောလုံးနေမြဲဖြစ်တော်မိမိသည်ခေါင်းမနေစေပင်သူ့ဘဝတလျှောက်လုံးနနက်လေးနိုင်ကစား၍အိယာထဖျားရှိခိုးပြေးတာနဲ့မိဖို့ချောင်တန်းဝင်ကရေနွေးအိုတဲ့ကော်ဖီနဲ့ဈေးသွာချက်ပြုတ်ပြီးစားဖို့တောက်ဖို့ပြင်ဆင်ခဲ့လျာနေ့လေတိုင်တီအထီမပြီးသေး မနက်မီနေညမီဆက်ကည၈နာရီကျော်မှမီးဖို့တဲကထွက်ခွင်ရရှာသည်မိမတကမိမဘဝထဲမှာဝင်းဝဲတို့မေမေဘဝကအနစ်နာဆုံးအဆုံးရှုံးဆုံးပဲဖေဖေရာဒုမတော်ခင်မေမေစီရဲမလောက်တုံးကမှတိတ်ပင်ပန်းဆင်းရဲခဲ့တာဝင်းဝင်းငယ်ငယ်ပဲရှိသေးပေမဲ့အကုန်လုံးမှတ်မိနေတယ် ်ဝင်းဝင်းဒီကပြာဆရာမပေါ့ဆအဖြစ်စာများလဲအဖက်များဒီမို့မမေကိုအမျိုးသမီးများအတွေ့တကယ်လွမြောက်ရေးဆိုသောဆောင်းမထဲမှကောင်းနှုတ်ဖက်ပြနေမိသေးသည်ယောက်ျားများနှင့်တန်းတူမိမများပါအလုံးလုံးနိုင်မှထမင်းစားရသောယနေ့ခေတ်တွင် အမျိုးသမီးတို့ဘဝမှာပို၍ရင်နာစရာကောင်းပေသည်မျက်စိနှလုံးပွင့်တယ်နှင့်လင်းယောက်ျားနှင့်သားသမီးများစားရေးတောက်ရေးခလေးချောင်းပို့ရေး ကိစ္စများကို ဖုတ်ပူမီတိုင်လုပ်ပြီးမှ လုပ်ငန်းခွင်တို့သွားရသည် အလုပ်ခွင်မှာခြေကုံလက်ပန်းကျ၍ပြက်လာလင်လဲနားနေခွင်မရချက်ရပြုတ်ရဈေးသွားရလောက်ရသေးသည်အလုပ်အားရဟူသည် အမျိုးသမီးလုပ်သားများအဖို့အလုပ်ရှုပ်ရဖြစ်သည် ရှော်ရဖွေရချုံလို့ဖာတရနှင့်ပြပြဝဝနားနေလာရသည်ဟူ၍မရှိသည်မှာတေဆုံးသည့်အထည်ပင်ဖြစ်သည် အမျိုးသမီးများဤကဲ့သို့ခွဲခြားဖိနှိပ်ခြင်း၊လွတ်လပ်ခွင့်ဆုံးရှုံးခြင်းများခံစားနေရသည်မှာအဘယ်ကြောင့်လဲ။မမေကိုသပင်ကောက်ပေးရုံဖေဖေနှင့် အတူတူလမ်းလျှောက်ထွက်လာရုံ အပြင်တို့ထွေ၍ဘ ഹു တုတရှာရုံထဲနတ်ဆိုင်သောစကားများကို ပြောချင်တာဖြစ်ပါသည်။လူရန်စာကွဲပြားမှုများမပေါ်ပေါက်မီတမိုင်းဥပုံမြေခေကယောက်ျားမိန်းမအခွင့်အရေးချနာမှုမညီမျှမှု ဖိနှိပ်မှုများမရှိခဲ့သေးဟုဆိုသည်မိမတွေကို ခွဲခြားဖိနှိပ်တဲ့စနစ်ဟာကျေးပိုင်ကြုံပိုင်စနစ်နဲ့အတူတူပေါ်လာတာတဲ့ကျေးကျွန်စနစ်ခေပရိသေခေနဲ့အရင်ရှိစနစ်ဆိုတာက လူတန်းစားအလုံးကွဲပြားရေးဖြစ်လာသလိုယောက်ျားမိန်းမခွဲခြားတဲ့စနစ်ကိုလည်းမွေးထုတ်ပေးလိုက်တာတဲ့မေမေအိမ်နဲ့ကုတ်ရဘဝတစ်ခုလုံးဆုံးရှုံးနင်းနာရတော့မြေကိစ္စကို အေးအေးမာကခလေးဆန်စွာ မမေစပင်းသာကောက်လိုက်လှေကလေးသုံးထစ်စင်းရင်အပြုတ်ပြင်းဖြစ်ရမယ်မမေအတန်းနဲ့ဆိုရင်အပြုတ်ကြီးပေါ့နော်ဖေဖေကယုံသွားခါနေထမင်းဘူးကိုလွှဲအိတ်ထဲထည့်ရင်တဲဒီကလေးတွေပေါက်တကယ်ရာဟုဟန်တားလေသည်ဝင်းဝင်းကသူ့အဖေကိုလှမ်းကြည့်ပြီးပြုံးကြီးကဖေဖေကမမေကိုတိုးတယ်ပေါ့မတိုးရပါဘူးဗျာမတိုးနဲ့ကောင်းတယ်မမေတိုးဖို့ထားပါအောင် ရုံးမအန်ကယ်ရီအန်ကယ်ရီမိမိကနဲ့ဟင်းတိနေတယ်နော်ဝင်းဝင်းကနောက်တလို့ပြောင်းတလို့ပြောတော့ဖဖေကရှက်ရှက်နဲ့မျက်နှာနေပြီးမယားမျက်နှာကိုလည်းကွက်ကြည့်ကွက်ကြည့်နေဒဲဒီကောင်မလေးဖဖေကရိုးရိုးကြည့်ရဲ့ဖဖေနဲ့မိမိတိတ်မကွာချားလာပါဘူးဒီခက်ကောင်မလေးတချို့အကြောင်းဖဖေမသိသေးပါဘူးအိုးသူတိမှာပေါ့အေးညီတို့ကလူကြီးကိုများဆရာလုံးလုံး မမေကပြောလို့တာဝင်ပြောသည် သူမျက်နှာကလေးခက်ပြက်ပြက်ပင်ညွန့်ရဲ့မောင်ဖက်ကရှင့်နေလိုက်ပါအောင်ကွာမင်းသမီးတွေနဲ့ပြိုင်မငင်းနိုင်တော့ဘူးမငင်းနိုင်ရင်မငင်းနဲ့ပေါ့ဟုတ်ဗျာကို့ဖက်ပါမလို့လို့နဲ့မပါနိုင်ပါဘူးတော်ရီဒီကလည်းယောက်ျားတွေအကြောင်းခက်တိတိရဲ့မောင်ကိုတော့ဒီလိုယောက်ျားတွေတဲ့ဆွဲမထည့်ပါနဲ့ရေဘူးရခြုံပြောရတာပဲ ပါတယ်မပါဘူးဆိုတာတော့ကိုယ့်ဘာသာကိုစမ်းစစ်ကြည့်ပေါ့ယောက်ျားများအိမ်ကမိန်းမထဲအခြားမိန်းမကိုစိတ်ဝင်စားတာတော့အမှန်ပဲမိန်းမကတော့အရင်ပဲရိုးလဲရိုးနေပြီလေဖေဖေကတော့မမေကိုမရိုးပါဘူးနော်တင်တင်က ဖြန်ဖြန်ဖြည်းဖြည်းဝင်ပြော့ဤမင်းတို့မမေကို အရေပြားတစ်ထောက်အလှကိုကြည့်ပြီးယူလာလာမှမဟုတ်တာစိတ်ရင်စေတနာဖြူစနေရိုးဖြောက်တယ်ဇွဲတတိကောင်းနေ ယောက်ျားတွေနဲ့အပြိုင်လှေလော်တာတို့ရွှေကြက်ရက်မှာနေတော့ကပေါ့လှေလော်ပြန်ကြပြီးထမင်းစာကြတော့တနာရီအတွင်းမီးနဖို့မွေးပြီးထမင်းရောဟင်းရောကြက်အောင်ချက်နိုင်တာဟွန်းဝတားလုံးဟင်းချင်မောင်ကျော်နဲ့ငပိကောင်လားဖေဖေစားလိုက်တာထမင်းသုံးပကံကုန်နေအဲ့ဒါမေမေပြောပြတာသုံးခါဖေဖေပြောတာခုနှစ်ခါလောက်ရှိသွားပြီဝင်းဝင်းကဝင်ထောက်တော့ဖေဖေကရှက်ရှက်နဲ့ရည်နေသည်အေးအေးမာကလေအေးအေးနဲ့ ညကြတော့လာတာတာမှာဖဖေကမက်ဒလင်သီးလို့မေမေကတိုင်းမြန်ပြီးလှိုင်းလေငိမ့်လို့ရှင်တော်သလင်းကုံရတိအခါဝဲလို့ဆရာမျိုးမငိမ့်ရဲ့ရေခင်းတော်တခြင်းဆိုတာလဲပါသေးတယ်နော်။အိုးဒီလောက်ချစ်ခဲ့ကြတဲ့လင်မယားတွေလဲအစင်မသိရင်စပင်ဖွာရရာနှစ်ဖူးပြောင်တာလေးကိုဖုံးနဲ့ကြွကြွရွရွကောင်းမလေးတွေတွေ့ရင်လဲခွဲခွာရသေးတာနော်။ အေးအေးမာကညီးပြနေသည်ကို မမေးစိတ်ကဘယ်လိုမှမလဲခင်ယောက်ျားတွေစိတ်ပြောလို့မရဘူး၏မမေးတငယ်ချင်းရဲ့ညီမလိုလည်းဖြစ်နေပါအောင်မယ်သူယောက်ျားကလက်ဖက်ဆိုင်ထိုင်တာဝါသနာပါတာမို့လက်ဖက်ဆိုင်ဝိုင်းမှာတေရီတုံလာတုံကစန်တိုလေးနဲ့ဘဲလောက်ချစ်စရာကောင်းတာဘဲလိုတော်တာတတုံးနဲ့တုံးနေတော့ကောင်မလေးလက်ခံပြင်းပြင်းရှိတာနဲ့ 9ယောက်ကြားဒီလောက်စပင်တိုးတဲ့မိန်ကလေးမျိုးတန်းတားလှလာရဲ့လို့တခါတည်းတင်မလောက်ထိရှိတဲ့သူ့စပင်ကိုဖျက်ဖြစ်တာဘိုးကြီးတာတာပဲတဲ့ယောက်ျားကရင်ဘက်စီတီဖြစ်တဲ့ကောင်းတယ်သူဘာလို့ဒီလောက်ဖြစ်နေတော့ဝင်းဝင်းကဝင်ရွေးထောမနာပြူသည်နေအိုဇလန်းကမပြီးသည်နောက်နေနေကြလာတော့အာမင်းသမီးမြန်မာပြည်ကို လာလေပါရောလားအဲလိဇဘက်ဘီယမကြီးရဲ့သမီးလေး အဲ့ဒီတော့အန်းအကြောင်းလက်ဖက်ရဝိုင်းမှာပြောမဆုံးမှုတဲ့ဒီတော့ဒီကောင်မလေးကသူရှည်လာတဲ့စပင်ကိုဆန်ဆူးနဲ့တွဲပြီးစရုံးထုံပြီးရှုံးထုံရုံးကိုလိုက်လေတဲ့ရုံးကကောင်းတဲ့တငယ်ချင်းတွေကမင်းမိမအန်းနဲ့တူတယ်ဆိုပြီးဝိုင်းကန်းကြတော့ကျွဲမိတော့ပါရောတဲ့ကောင်းလိုက်တာအရသာရှိလိုက်တာဝင်းဝင်းကကြားထဲမှာအာကုတ္တဖြစ်မိသေးသည် ဖေဖေကယုံသွားခါနေဆက်ဆဲစိတ်မတက်မတာဖြစ်ပြီးတက်ပင်းရှည်ချကဒါရီဟာအပေါ်ရန်ပြဿနာပါကွာအရေးကြီးတာကလင်မယားကျင့်ကျင်နနာနဲ့မျက်မျက်နုံနုံတယောက်ကိုတယောက်နားလဲပြီးခွင်လဖို့ဖေဖေကလည်းယောက်ျားတယောက်ကကိုမေမရှိရတဲ့တခြားတယောက်ကိုစိတ်ဝင်စားတာဘယ်လိုနားလဲပြီးဘယ်လိုခွင်လရမှာလဲညွန့်ရဲ့မင်းသမီးတွေတော့မလွယ်တော့ဘူးကွာ ဒါညွန့်ရဲ့ training အောက်မှာကြီးလာတော့ဒါတော့တော့ရှိမှာပေါ့နောက်တစ်ချက်ပြောဖို့ကြံသေးတယ်ဖေဖေရဲ့ဝင်းဝင်းကလက်ညိုးထောင်ကသူ့လက်ထဲတွင်ကင်ထားသောမိမဟူသည့်ဂျာနယ်ကိုဖွင့်လှမ်းပြီးယောက်ျားတစ်ယောက်ဤမိမကိုအခြားတစ်ယောက်ကခိုးယူပောင်းသိမ်းလင်အခိုးခံရသူကမယားခိုးမှုအဖြစ်တရားစွဲပိုင်권ရှိတော်လဲမိမိဤလင်ယောက်ျားကတခြားမိမတစ်ယောက်ထပ်မံပောင်းသိမ်းနေထိုင်လင် လင်ခုံးမှုဖြင့်တရားစွဲဆိုခြင်းမပြုနိုင်ပေ။မိမိ၏အခွင့်အရေးထံမှခွဲဝေပေးခြင်းခံရရသည်သည်။ယောက်ျားတို့ကပရိသတ်စ်စနစ်၊နယ်ချက်စနစ်နှင့်အရင်းရှင်စနစ်တို့၏ကျေးကျွန်းများအဖြစ်သာခံရကြတော့လေ။မိမားတို့မှမူတဘာဝတရား၏ကျေးကျွန်း၊ယောက်ျား၏ကျေးကျွန်းအဖြစ်များပါထပ်၍ခံရရသေးသည်တဲ့။ဒါအရေးကြီးဆုံးပိုက်ပဲဖြစ်ဖြစ်ရဲ့။မိမားတွေကိုယောက်ျားတွေနားလည်ဖို့ပို့လို့တာ။ကျင်နာဖို့လိုတာ ကြာတနာမှနွားချမ်းသာဆိုတာတကယ်မှန်တယ်ဖေဖေရဲ့မိမတွေကဘဝတစ်ခုလုံးအဆုံးရှုံးခံပြီးအိမ်တော်တစ်ခုထူထောင်လိုက်ရပြီဆိုတော့သူတို့ရလဟာလင်ကကို့မရကြနာဖွဲနဲ့စကွဲဖြစ်ဖို့ပဲတမီးကရှင်းနေအလိုက်ကောင်းတယ်ဆရာမလုံမဲ့အစားဥပဒေတင်တဲ့အသက်ခံရရင်ကောင်းပါပဲနေုံဖေဖေကိုမေးရအောင်မေဖေဖေကအရေပြားတစ်ထောက်အလှကိုမကြည့်ပါဘူးဆိုတော့ ဖေဖေမမေကိုတွေးစကအသားမဲမဲသွားခေါ်ခေါ်မျက်စိဆောင်ဆောင်ဆိုရင်ကြိုက်မလားဒါတော့ကြောင်ပိတ်ဖမ်းပြီကွာမဟုတ်ပါဘူးဝင်းဝင်းကရှင်းရှင်းလင်းလင်းသိချင်လို့ပါဘာမဲ့ဖြစ်ဖြစ်မမေဟာမလှတော့အသားဝါဝါပူပြပြပြပေမဲ့အချိုးကျတဲ့ကိုချစ်စရာကောင်းတဲ့ယူပကာတော့ရှိတယ်မဟုတ်လားအေးတွင်အေးအေးမာကသူ့အကွက်ဆိုင်လာကား ဒါကြောင့်မို့ဒီချစ်စရာယူပကာရလေးကို ထိမ့်သိမ်းရအောင် ထိပ်ပြောင်နေတာကိုကာကွယ်ဖို့စပင်ကိုကောက်လိုက်ပါလို့ဆိုနေတာ။ဆွေတရားဟောပြန်လေသည်။မမေရှိရင်ပင်ကြောင်းအုပ်ဆရာမကြီးတရားသူ့ရှိမှစပင်တွေကျဲပါ ထိပ်ပြောင်နေတာကိုအေးအေးမာကစပင်ခွဲเจ้าမှာပြောင်၍ကောက်ပေးလိုက်လေသည်။စပင်များကလှိုင်းသွန်လုံးမခုတ်တရုတ်ကောက်ရုံများတာနှင့်ပွားရောင်ရောင်ဖြစ်လာသည် ထိပ်ပြောင်ပါကျဲတာလဲပျောက်သွားသည်မို့ကြည်၍ကောင်းလာသည်တပည့်တွေဆရာဆရာမတွေចောင်းသားမိဘတွေနဲ့ဆက်ဆက်နေရတော့စံဖြူသွားကြိုးဆိုရင်လူမလေးခွေးမခန့်နဲ့ဆရာမကြည့်ရုပ်ပါပြောင်းသွားတယ်နှုတ်လည်းနှုတ်သွားတယ်သပင်កောက်ခအပြင်မုတ်လည်းဝဲကျွေးပါမယ်တကယ်ပြောတာပါတီဗီမှာသတင်းလွှင့်တဲ့ဒေါ်နွယ်မှာဝင်းလို့လို့ဘာလို့လို့ပါပဲသပင်ပုံစံလှတော့တာပြောတာပါ ။အိုး၊စပင်မဲလှတာလား။လူကကော။လူလည်းလှပါတယ်။အားလုံးတတော်တော်ရင်မိကြသည်။တို့တိုင်အောင်ပင်မမေကခေါင်းမစွာစပင်ကောက်ရန်ညင်းဆန်နေစေပင်စစောကကြောင်းအုပ်ဆရာကြီးဆိုရင်မမေထက်သုံးနှစ်ကြီးတယ်ပင်စင်ယူဖို့နှစ်နှစ်ပဲလိုတော့တာတဲ့ဆို၍လည်းမရနိုင်ငံသားသွား၍အလုံးဝင်ခံနေဆဲဆဲဆရာဝန်မတယောက်လည်းစပင်ကိုပုံစံပြောင်းရန်ကောက်သွားသေးသည် ။သမီးကတိတ်တော်တာပဲ။စိတ်လည်းအတော်ရှိတယ်။ဒီနင်းစီခိုင်ကိုနန်းရှိဒေါနာဖွားရဲ့မှာဖွင့်မဲ့အစားရန်ကုန်မြို့လယ်မှာသာဖွင့်ရင်ပတ်စံတက်ယူတယ်လို့ရမှာသမီးရဲ့။ထို့နောက်သမီးမိမရဲ့စပင်ကိုလည်းပြုတ်ပင်ပေးအောင်ဟုအလှပြင်သူ၁ရောက်တွင်၄ရောက်လောက်ကပြောတော်သတည်။မမေကသူငယ်ငယ်တုန်းကဓာတ်ပုံတွေကိုထုတ်ပြရင်အမောက်တွေခင်မစားခင်ကလေးကမမေကအမောက်လုပ်ခဲ့တာ အင်းဟုတ်သားပဲအဲ့ဒီသပင်းပုံစံခစ်ဆန်နေနော် ခုတ်ခေမင်္ဂလာဆောင်တွေမှာ ထုံးကြတဲ့ဂျပန်စတုံးတွေ ရှေ့ကအမောက်တွေအတိုင်းပဲမမေမျက်နှာလုံးလုံးလေးနဲ့လိုက်တယ်အဲ့ဒီတုန်းကဒီအမောက်ကြီးကို ရောက်ခမတွေခဲအိုတွေကဝိုင်းပြောကြတာမမေကမမှုပါဘူးမင်းကလေးအမောက်တွေကိုကက်ကြီးနဲ့လိုက်ဖြတ်တာဖြစ်လိုက်သေးတယ်မမေလည်းနည်းနည်းမှမဖြုံဘူး ဖေဖေနဲ့မရခင်တုန်းကလေးကဒီအမောက်လှုပ်ခဲ့တာလားအင်းမော်ကြာလာပါပြီအပြိုတုန်းကလေးကဒါနဲ့များမမေရဲ့ခုလည်းအဲ့ဒီသပင်တွေကိုဖျက်ပြီးအမောက်တွေအောက်တွေလှုပ်ပါတော့လားဘာမှမကြပါဘူးခဏလေးရဲ့အေးအေးမှလှုပ်ပေးရင်သပင်လည်းမနာစေရဘူးအေးအေးမှကနာသွင်းပြန်သည် ခုအရွယ်ကြမှာဘာလို့မှလဲအေး ။အော်မမေကလည်းခုအရွယ်ကြမှာပြင်ရတာ။ငယ်တုန်းဆိုတာသူ့အလိုလိုလှပြီးသား။ဘာအတွက်လဲ။ဘယ်အတူအတွက်လှရမှာလဲ။ဖဖေတို့ဝင်းဝင်းတို့တင်တင်တို့မမတို့အတွက်ပေါ့။ဒီလိုထိပ်ပြောင်နေတဲ့မမေဆိုရင်မချစ်ကြဘူးပေါ့။ဒီလိုလည်းဘယ်ဟုတ်ပါမလဲ။မမေကိုဘယ်လိုပဲဖြစ်ဖြစ်ချစ်နေကြတာပဲ။လှစီချင်တာကစေတနာအရင်ခံတတ်တဲ့မေမေမမလှချင်တော့တာပဲ ။တမီးတို့ကတော့မမေကိုလှစေချင်နေတာပဲ။လှစေချင်လည်းမထူးတော့ပါဘူး။တဖြည်းဖြည်းချင်းရုပ်အစင်ကပြက်လာတာတော့။ဇရာဆိုတာမလာနဲ့လို့တားလို့မှမရတာ။ဒါပေမဲ့သူ့ရွယ်နဲ့သူပြင်သွားရင်ဇရာဆိုတာထိန်းလို့ရပါတယ်မမေရဲ့။တစ္ဆန်းတဲ့အပြင်အစင်တွေနဲ့တမီးရဲ့ဖေဖေစိတ်ကိုမဆွဲဆောင်ချင်ပါဘူး။ဒါဟာလည်းအနှောင့်အဖွဲ့တစ်ခုပဲ။ဒီအနှောင့်အဖွဲ့တွေဟာ ကို့ဖို့နေရထိုင်ရတာတွေနည်းနည်းမှမလွတ်လပ်ဘူးသမီးတသက်လုံးပဲဒီစိတ်မျိုးထားခဲ့တာပဲမေမေကတွေ့ဤနေယောက်ျားနောက်စတင်လိုက်လာကလေးကယောက်ျားအတွေ့သားသမီးတွေအတွေ့အနစ်နာခံရတော့မည်ဟု မတွေးခဲ့ဘူးလားမောင်နဲ့ပေါင်းရင်ညွန့်စင်ရဲ့မားဟုမောင်ကညီးခဲ့ဖူးတာလေဘာကုန်းမှမစိုးရင်ခဲ့ဖူးတာအမှန်ပင်အရာရှိကြီးတယောက်ဤတူးထဲသောသမီး ဆရဲလေးမောင်းနှောက်လိုက်လာတော့အားလုံးခြေမဲ့လက်မဲ့လက်ဝတ်လက်စားတွေကိုခေါင်းအုံပေါ်ချွတ်ပုံထားခဲ့သည်ခိုးရလိုက်ပြေးတော့ညနေတုန်းကဘိုင်ကြနေတော့မောင်ကလက်ဖက်ရည်တစ်ခွနဲ့ပေါမို့တစ်ချက်ဝဲကျွေးသည်ညနေစာထမင်းငတ်ခဲ့သည်အိမ်မှာကိုရိုင်းချက်ခဲ့တော့ငဖယ်ဆုပ်ဟင်ပဲကြီးနဲ့စူပုံမယန်းသီးထောင်းကိုတန်းတရင်နည်းနည်းတော့ဝမ်းပိုက်ဟာသည် ဟိုဘက်အိတ်ခန်းကအမကြီးတယောက်အမိုက်ပုံးထဲလာပြတော့ထမင်းစံခဲကိုကောက်စားချင်စိဘယ်လိုပေါက်မှမသိ။စားနဲ့စုပ်စားရရင်နှက်တုတ်တရာသမျှနေမှာပဲ။ဒါရီနောင်ကျသမီးတွေကို ပြောပြရင်ရည်စရာဖြစ်ခဲ့တော့လေ။ထိုညနေတုန်းကတော့မောင်မမြင်အောင်မျက်ရည်လဲခဲ့ဖူးတာဘယ်တော့မှမမင်။ကောက်စားလိုက်ရောပေါ့မမေရဲ့။ဝင်းဝင်းကနောက်တော့လေသူဒီလေမျက်ရည်တွေဝဲနေသည်။ ဒါရီဟာပြန်ပြောဖို့မလို့တော့လဲဝင်းဝင်းတို့အဖေတရိယာတန်ကောင်းသည်မိမ၏စပင်ထိတ်ပြောင်တာနှင့်အရေလိတ်သွားတာနှင့်အချစ်ပြဲတော့မည်လားလှတော့လဲလှချင်ပါသည်မညာချင်ပါဒို့တော်လဲအတင်းဖန်တီလှရမည်ကိုတော့ဝင်လေလာသည်လှချင်ပါချင်စိတ်ငယ်ရွယ်သူတွေအတွက်ထားလိုက်ပါတော့သမီးအထွေဆုံးအေးအေးမာဤနှင်းစီခံအမျိုးသမီးအလှပြုပြင်ရေလူစီကားလာကိုတော့လိုလားပါသည် ဟိုတနေ့တုန်းကငွေ100ကျော်မနေ့တုန်းကငွေ60ဖြတ်ခနေရသည်ဆွဆွပေါင်းတမီကတပြားမကြံအပ်သည် ဝင်ငွေမှာ900နီးပါးရနေပြီတပတ်မပြည့်ခင်ရသည်ဝင်ငွေဒီငွေနှစ်စံတအိတ်ဝယ်လိုက်မည်တမီလေးချမ်းသာဖို့လဲမေတ္တာပို့ရအောင်မည်မေမေစပင်မကောက်ချင်တော့တဲ့အတွက်တော့အေးအေးမှခွက်လွတ်စေချင်သည် မေမေအဆုံးသက်စကားပြောချင်းသည်မှာနင်းနာလာတော့မိမဘဝတွင်ကိုယောက်သာသူယောက်သာဘယ်သူပဲဖြစ်ဖြစ်ကလေးများမေမေတူထဲကိုသာယာတပန့်ချစ်တတ်ဖို့ပဲဖြစ်သည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမခင်ဆွေဦးရေးသားထားတဲ့နှင်းစီခိုင်းဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်